ကျမရေးချင်နေကတော့အာယုံသောစနစ်မကောင်းသေးဘူးဆိုတော့မင်းသမီးကြီးတက်တက်မူတက်တက်မူကရွှေတူတွေအနှွေးပညာအလုပ်လုပ်နေတဲ့အချိန်မှာသူ့အနေနဲ့ကျမရေးချင်နေကြောင်းအနှွေးပညာအလုပ်တွေကိုရက်နာထားခဲ့ရတာပါအစပိုင်းတုန်းကတော့အသေးအချိန်နေတိတ်မကောင်းလို့အနှွေးပညာအလုပ်လုပ်ခဲ့ရတာဖြစ်ပါတယ်အသေးယောဂကြောင့်မို့ဆေးကုနေရင်ကနေတခြားယောဂတွေလည်းတိုးလာခဲ့တာပါအခုဆိုရင်တက်တက်မူကအာယုံသောအချိန်နေလည်းမကောင်းတော့ဘူးလို့ဖွင့်ဟလာခဲ့တာပါ ခန္ဓာကိုယ်မှာရှိတဲ့အာယုံကြောတွေကတခုပြီးတခုဖြစ်နေလို့သူ့အနေနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲအခြေအနေတွေလည်းဖြစ်နေတာပါပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဆိုရင်တတ်တ်မူကခြေထောက်မှာအနာတရလေးတွေဖြစ်နေတာတော့သတိမထားမိလိုက်ပါဘူးခြေချောင်းလေးတွေကဘာမှမထိပဲနဲ့ကျိုးနေခဲ့တာပါခြေချောင်းနှစ်ချောင်းကျိုးနေတာကိုတော့မသိပဲနဲ့စစ်ဆေးကြည့်လိုက်မှသာသိရတာပါတက်မှန်ရိုက်ကြည့်လိုက်ချိန်မှသာခြေချောင်းလေးတွေကျိုးနေတာကိုသိလိုက်တာဖြစ်ပါတယ် ဂယုမဆိုင်မိတဲ့အတွက်ခြေရောက်ကျူတာကပိုပြီးတော့ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။တထမူးကခုနောက်ပိုင်းမှာသူထိုင်နေရင်တောင်မှဘာမှမလုပ်ပဲနဲ့တစ်ခုပြီးတစ်ခုဖြစ်လာခဲ့တာပါ။ခြေရောက်တွေလက်တွေဆိုရင်လည်းအခက်မသိရင်ထိမိနေတတ်တာပါ။ဒါအပြင်တထမူးကအခါရိုးမှလည်းဒဏ်ရာတွေဖြစ်နေတာပါ။မကြကနဆိုသလိုမှောက်လေကကျိုးရမျိုးတွေလည်းဖြစ်နေတတ်တာမို့သူ့အနေနဲ့ကုခဲ့ရတာလည်းများလာပါပြီ။ ငလီလောက်တုံးကလည်းတတမိုးဦးကစိန်ဆိုင်မှာလိုက်လွှင့်နေရင်ချော်လေးသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့အခြေကြကြီးဘန်ကောက်မှာဆေးသွာကုခဲ့ရပါသေးတယ်။အစပိုင်းတုန်းကတော့တတမိုးဦးကကျမရေမကောင်းလို့စိတ်ထွေညစ်ခဲ့ပါသေးတယ်။သူ့အနေနဲ့လက်လျှော့လိုက်တော့မယ်လို့တော့မှဆုံးဖြတ်ခဲ့သေးတာပါ။ဒါပေမဲ့စိတ်ခွန်အားတွေပြန်ရကကျမအောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားတာကြောင့်ဖြစ်ပါတယ်။အခုဆိုရင်တတမိုးဦးကအနည်းပညာအလုပ်လုပ်ဖို့လေပြန်ပြင်ဆင်နေပါပြီ။ အချို့တွေကကျမ်းမာရေးအခြေအနေကြောင့်ထက်ထမိုးဦးကိုအနုပညာအလုပ်တွေကျင်းနားလိုက်တော့မယ်လို့ထင်နေတာပါ။ဒါပေမဲ့ထက်ထမိုးဦးကတော့အနုပညာအလုပ်ကိုလုံးဝလက်မလွတ်နိုင်ပါဘူး။အသက်15နှစ်အရွယ်လောက်ကတည်းကအနုပညာအလုပ်ကိုလုပ်ခဲ့တာမို့ဒီအပေါ်မှာချစ်တဲ့စိတ်ကများပါတယ်။မကြခင်မှာဆိုရင်လည်းခန်းဘက်ပြန်လုံမဲ့ရုပ်ရှင်တကားရှိနေသေးတာပါ။လာမယ့်နှစ်ထဲမှာတကူလာအပြီးရုပ်ရှင်ကားကြီးကိုရုံတင်ခွင့်ရတော့မှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်မှာတတမုံကအရန်ကိုပြင်ပန်းခဲ့ရတဲ့အတွက် သူတရုတ်ဆောင်တော်ကိုလူအများကိုချပြချင်နေတာဖြစ်ပါတယ်။သူရုပ်ရှင်နဲ့လူတွေကိုပြန်ပြီးတော့ဘဝအမောတွေဖြည့်ဖြောက်စေချင်တာဖြစ်ပါတယ်။တတမုံကအခုနောက်ပိုင်းမှာခန္ဓာကိုယ်ကအရန်ကိုဝါသွားခဲ့လို့ဝေဖန်ခံရတာလည်းရှိပါတယ်။ဒါပေမဲ့ခုနောက်ပိုင်းမှာတော့တတမုံကလှပအောင်ဝတ်စားကသူခန္ဓာကိုယ်ကို ပြန်ထိန်းသိမ်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ကဆိုပြေသစင်နဲ့ဟေးဝီယန်တို့ရဲ့မင်္ဂလာပွဲကိုလည်းလူငယ်ဆန်းဆန်းပုံစံလေးနဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်။အနည်းပညာလောက်ကိုဆက်လုပ်ဖို့ဆိုရင်ကျမ်းမာရေးကောင်းနေမှဖြစ်မှာမို့တထမဦးကကျမ်းမာရေးကိုတေချာလေးဂရုစိုက်နေပါတယ်။တနည်းဖြစ်သူနဲ့အတူနေရဖို့အတွက်လည်းငွေရေရှာဖွေကစူးစမ်း